မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကတနင်္လာသသမီမိတ်ဆွေတွေအတွက်အဲ9လပိုင်း15ရက်ကနေ22ရက်နေ့အထိတပတ်စာကန်ဂျမဟောစတန်းကိုဆရာကတာရော့နဲ့ဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်တနင်္လာသသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းဒီကနေမြတ်တာဖို့ထောပနာပြုသလိုက်ပါတယ်ခင်ဗျာတနင်္လာသသမီမိတ်ဆွေတွေဒီ9လပိုင်း15ရက်ကနေ22ရက်နေ့အတွင်းမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာ လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ခྱི་ထွက်ကျင်တဲ့စိတ်မျိုးအဲလက်ရှိရှိနေတဲ့မျိုးပါနေပြီးတော့အခြားတဲ့နေရာကိုသွားကျင်တဲ့စိတ်မျိုးဖြစ်ပေါ်နေတဲ့ယာရုလုပ်ငန်းကိန်းကနေပတ်သက်ရင်ပဲဖြစ်ဖြစ်ယာရုပြောင်းရင်ကောင်းမလားလုပ်ငန်းပြောင်းရင်ကောင်းမလားဆိုတာမျိုးဖြစ်စီခྱི་သွားကျင်တဲ့စိတ်လက်ရှိရှိနေတဲ့နေရာကနေတနေရာကိုယုံထွက်သွားကျင်တဲ့စိတ်ပြေးထွက်သွားကျင်တဲ့စိတ်တွေများစွာဖြစ်ပေါ်နေတော့ ကာလာဖြစ်ပါတယ်မိစေတို့အနေနဲ့ခရီးသွားခြင်းစိတ်အလုပ်ငန်းခိုင်ခံပြောင်းလဲခြင်းစိတ်အလုပ်ပြောင်းခြင်းစိတ်တွေပေါ်နေပြီးတော့လုပ်ငန်းခိုင်ခံနဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့အပြောင်းလဲလုပ်မယ်ဆိုရင်လည်းချင်းတည်ပေါ့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲတွေလုပ်ပါအခက်အခဲအကျတဲ့တွေပေါ်နေတယ်မိစေများအဖို့ဆိုရင်လည်းတကယ်ကိုပြောင်းလဲပြီးတော့လှုပ်ဆောင်တင်တာမျိုးခရီးသွားကိစ္စတွေအကျိုးပေးတဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးသောအပတ်တာဖြစ်ပြီးတဲ့အခါလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်အပြောင်းလဲနဲ့ကံကြမ္မာကိုအဲရွေးချယ်ပြီးတော့ share လမ်းခေါ်ပြီးတော့ကြောက်လှုပ်ဆောင်လိုက်ရင်အောင်မြင်တိုးတက်မဲ့က ာလာဖြစ်ပြီးတော့ဘာကြောင့်မှတုံဆိုင်တွေ့ဝေမနေပါနဲ့တဲ့ပြောင်းလဲလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့အာသာကောင်းမွန်စီမာအထေရာပဲဖြစ်ပါတယ်ခင်ဗျာနော်မိတ်ဆွေတို့ရဲ့အလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်လာရင်တော့ အဲခရီးသွားဆိုင်ရာကိစ္စတွေအကျိုးပေးပါတယ်။တင် जा ရေးဆိုင်ရာနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ဘာသာစကားနဲ့ပတ်သက်တာတွေ၊သင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။စက်တူလုပ်ငန်းတွေအစုချေရာနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ညီကိုမောင်နှမတွေနဲ့ပတ်သက်တာမျိုးတွေစက်တူလုပ်ငန်းတွေအမွေကိစ္စတွေလည်းအမွေတွေရတတ်တယ်။ငကူကအမှုဖြစ်နေသောမိတ်ဆွေတွေဘို့အမှုနဲ့ပတ်သက်ပြီးတော့အနိုင်ရရှိတာမျိုးတွေဖြစ်ရတတ်တယ်။အမှုနဲ့ပတ်သက်ပြီးတော့အမှန်တရားနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကိုအလေးသာသောအပတ်တာဖြစ်ပြီးတော့အရှုံအောင်ဖြစ်နေတဲ့မိတ်ဆွေတွေမိသားစုဝင်တွေရှိလို့ရှင်လည်းအရှုံအောင်တွေလွတ်လာလိမ့်မယ်။ဒီအပတ်တာတော့ဒီမှာဆိုရင်ကုံသွဲ ယ်မှုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်၊ကုသရန်ဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်၊စက်တူဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်၊ငွေကြေးဆိုင်ရာကိစ္စတွေမှာချစ်တူဆောင်ရလှုပ်ဆောင်ရင်အားတာချင်းကောင်းမွန်ခြင်းတွေရရှိတတ်တယ်။လက်လွန်ထားတဲ့ငွေကြေးတွေကိုတောင်းတဲ့အခါမှာလည်းတစ်ချိန်တစ်ချိန်ထပ်ပို့တော့တောင်းမှာရပါလိမ့်မယ်တဲ့နော်။တစ်ချိန်တစ်ချိန်ထပ်ပို့ပြီးတော့တော့နှစ်ချိန်လောက်တော့တောင်းပေါ့။နှစ်ချိန်မရတော့လည်း၃ချိန်လောက်တော့တောင်းပေါ့ခင်ဗျာနော်။ရရှိမဲ့အပတ်တာကာလအပိုင်းရှားဖြစ်ပါတယ်။ထို့အတူပဲစားသောက်ကိုလုပ်ငန်းတွေအပြောင်းရွှေ့အပြောင်းလဲနဲ့ပတ်သက်လာရင်ခက်ညင်ညင်လေးမနေပဲနဲ့ ရှော့တွစ်တွတ်မှာပဲရှင်ခန့်ညင်ညင်လေးမနေပဲနဲ့အဲခတ်တွတ်တွတ်လေးလှုပ်လှုပ်ချာချာလေးနေပါဒီလဟာမိတ်ဆွေတင်းနေလာသားဒီအပတ်တာဟာမိတ်ဆွေတင်းနေလာသားသမီးတွေအတွက်ညင်ညင်ကလေးမနေပဲနဲ့လှုပ်လှုပ်ချာချာလေးဖြစ်အောင်နေဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစီမိတ်ဆွေတို့ဒီအပတ်တာတို့တွေမှာကြမ်းပါလေ ကျမရဲ့နပတိုင်မမဆိုးရိမ်စရာမရှိပါဘူးမိသားစုကိုဖြစ်နိုင်အချိန်ပေးတာမျိုးအပန်းပြေခီးထွက်တာမျိုးရောဟိုအပြော်ခီးထွက်တာမျိုးမိသားစုနဲ့ပတ်သက်ပြီးတော့ပုံမထိတွေ့နီးစပ်အောင်ဆွဲလောက်တာမျိုးကပုံပြီးတော့ကောင်းမွန်နေတယ်เนาะငြိမ်းချမ်းခြင်းနဲ့အေးချမ်းမှုတွေငကောကမိသားစုအတွင်းမှာနားလည်မှုလွဲနေတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်စိတ်ဆိုးမှုအဆင်မပြေမှုတွေရှိလို့ရှင်လဲဒီလဟာဒီအပတ်ဟာညှိနှိုင်းတင့်တော့ ကာလဖြစ်ပြီးတော့နှိမ့်နေနိုင်နိုင်နဲ့စိတ်ဆက်ဆောင်ရရင်အောင်မြင်ခြင်းနဲ့အကြံစီတွေတိုးတက်ပြီးတော့နှွေးထွေးမဲ့ကာလဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအရှိရေးနဲ့ပတ်သက်ရင်အချစ်သူရည်စား ဂျာကြီးဖူးစာတွေပေါ်ပြမှာရတတ်တယ်ဆိုတော့ဘယ်လိုပြောမလဲအရှိင်းနဲ့ပတ်သက်လာရှစ်တာတခြားရတာတခြားဖြစ်တတ်တဲ့အတွက်ခုတ်ရတခြားရှရတခြားဖြစ်တတ်ပါလေသမီးစားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အဲမိမိရဲ့ရှစ်သူဘတ်အပေါ်မှာတန်လျာစိတ်တွေများနေတာမျိုးမိမိရဲ့ရှစ်သူအပေါ်မှာမိမိရဲ့ရည်စားအပေါ်မှာရှုပ်ချယ်မှုတွေကြောင့်တစ်ဖက်လူကအနေချင်းကျက်ပြီးတော့အမားတွေကိုလိုက်ထောက်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အနေချင်းကျက်နေတတ်သောကာလဖြစ်တော့များများမရင့်နေပါခင်ဗျာနော်ကောင်းပြီဒီကာလအတွင်းမှာ တနည်းအားသာသူမိတ်ဆွေတွေဟိုလုပ်ငန်းရာထူးနဲ့ပတ်သက်ရင် အပြောင်းလဲအပြောင်းရွှေ့လုပ်မယ်ဆိုရင်ချစ်တို့ဆောင်ရွက်လှုပ်ဆောင်မှာအိမ်တော်ကြီးနဲ့ပတ်သက်လာရင်လည်းမိမိတို့မထင်မှတ်ထားလောက်အောင်အိမ်တော်ကြီးနဲ့ပတ်သက်အိမ်တော်ဖက်ရဲ့ အကူအညီတွေရရှိတတ်တာမျိုးအိမ်နောက်ဘက်နဲ့ပတ်သက်လာရင်ငကူကအဆင်မပြေမှုတွေတောင်မှအဆင်ပြေအောင်နွနွဆွတ်တွေနဲ့ညင်ညင်နိုင်နိုင်လုပ်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမဲ့အပတ်တာကာလဖြစ်တယ်အထက်လူကြီးအကြီးအကဲတွေရဲ့မျက်နှာသာပေးမှုလေးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးဟာသာသမီကိစ္စလေးတွေကြောင့်ခရီးသွားကိစ္စလေးတွေကြောင့်ရင်ဆက်ပစ္စည်းအိမ်သုံးအိမ်တွေပရိဘောဂကိစ္စလေးတွေကြောင့်တော့ငွေကြီးနဲ့ပတ်သက်လာရင်အဖက်မတင်ဘူးဒါပေမဲ့ဘလောက်ပဲခက်ခက်ခဲမှုတော့မရှိဘူးအခက်အခဲတွေကပြန်လဲဝင်လာတတ်တော့ကာလဖြစ်တယ်ရွှေနဲ့ပတ်သက်ပြီးတော့ အဲချွေထွက်တာမျိုးတွေချွေထွက်တတ်တော့ကာလာအပတ်တာမျိုးဖြစ်တတ်လို့တံမိုးရှိတဲ့အရာလေးတွေကြပြောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်သတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိုင်ကန်နဲ့ပတ်သက်လာလို့ရှိရင်ကိုပိုင်စတင်လှုပ်ဆောင်တာမျိုးထက်လုပ်ငန်းအဟောင်းကိုတိုးရှက်ပြီးတော့လှုပ်ဆောင်ရင်ပုံမအောင်အားတာပြီးတော့ကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့အပတ်တာဖြစ်ပါတယ်ခင်ဗျာသတိထားဆင်နေရမယ့်အချက်ကလေးတွေကတော့ အရန်ကြီးအတွေးလွန်တာမျိုးလေးတွေအစီမျက်စီကနဲ့ပတ်သက်ရင်တိတိကျကျကိုင်းသွဲတာမျိုးလေးတွေအနုစိတ်အသေးစိတ်ကအစကြောင်းနင်မိမိရဲ့တပည့်လက်သားလက်ဟောင်းငယ်သားတွေနဲ့ပတ်သက်လို့ပฏิပခပြဿနာအရှုကြုံရတတ်တယ်ဒါလေးတွေကိုတော့တတိထားပါမိတ်ဆွေတို့အနေနဲ့ပြီးတဲ့အခါဖြစ်နိုင်လို့ရှိရင်ဒီကာလအတော်တွေမှာမိမိကအဲတတိမိတ်ဆွေအပေါင်းဟောင်းနေအပေါင်းနဲ့ဟောင်းနေနဲ့ပတ်သက်လာလို့ရှိရင်အဲစိတ်တော့ကပေးရတာမျိုးလေးကိုကိုဂုံတရင်ပြတ်အောင်နမီပြတ်အောင်တရင်ဆောင်တတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်အဟောင်းနေနဲ့ပတ်သက်လာလို့ရှိရင်တော့ ်မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းရီစာဟောင်းချစ်သူဟောင်းတွေနဲ့ပတ်သက်ရင်တော့မှနည်းနည်းလေးစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်ပေါ့ဒါအပြင်မိသားစုအိမ်တွင်းရင်းနဲ့ပတ်သက်လာလို့ရှိရင်အဲမိသားစုအိမ်တွင်းထဲမှာဂျားလူဝင်လာတာမျိုးလေးတွေမိသားစုအိမ်တွင်းရင်းနဲ့ပတ်သက်လာလို့ရှိရင်ဒေါသနဲ့ဖြည့်ရှင်းတာမျိုးလေးတွေကအားနည်းစီတယ်တဲ့နော်အမွေကိစ္စအမှုကိစ္စတွေကိုပြောဆိုတဲ့အခါမှာလဲအဲဒေါသနဲ့မပြောဘဲနဲ့မိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်တွေ့ကြကြအေးအေးဆေးဆေးနဲ့ညှိနှိုင်းမှအောင်မြင်တိုးတက်မယ်အပတ္တကာလဖြစ်ပါတယ်အဲ အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေညံ့ပါတယ်အလောင်းကစားအပျော်ပါနဲ့ပတ်သက်တာလေးတွေမှာတတိကျစီရင်ဆောင်ရွက်အရင်လိုအပ်သောကာလဖြစ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်အအလောင်းကစားတို့အပျော်ပါတို့နဲ့ပတ်သက်တာမျိုးလေးတွေမှာအားနည်းစီတဲ့အတွက်တတိကျစီရင်ဆောင်ရွက်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုပါတယ်ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်တော့အဲလက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းမှာတစ်ချိန်နှစ်ချိန်နဲ့ပို့မှုတောင်းမှာရရှိမဲ့ကာလဖြစ်တဲ့ဒီလတာအတော်အတွင်းမှာဆိုရင်အဝါရောင် မိုးပြရောင်အပန်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စီပြီးတဲ့အခါအကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့ခုနှစ်ကဏ္ဍကိုးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေနိုင်ပါတယ်။တတိယဆင်ခြင်ပေးရမှာတော့မိတ်ဆွေတို့အနေနဲ့ဒီလတာတော်ဒီမှာဆို22ရက်နေ့တရက်နဲ့15ရက်နေ့တရက်15ရက်နေ့22ရက်နေ့2ရက်ကိုတော့အရေးကြီးတာကိုဖြစ်နိုင်မလို့ပါနဲ့တဲ့။ဒါပေမဲ့ဒီကြားတွဲမှာဆိုလို့ရှိရင်20ရက်19ရက်21ရက်ဒီလိုရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့အဆင်ပြေပါလိမ့်မယ်တဲ့ခင်ဗျာနော်။ဒါကြောင့်မိတ်ဆွေအင်းနာတာသမီးမိတ်ဆွေတွေအတိတ်ထံတို့ရေရရာတို့ဘာညာ တို့ကတော့မိတ်ဆွေတို့အနေနဲ့ဆရာရဲ့တလားတာမှာဝင်ကြည့်လိုက်ဆရာကဒါတပတ်တာပဲဟောပြီးခြင်းဖြစ်တယ် ကောင်းပြီမိဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်တဲ့အခါပြောဆိုဆောင်ရွက်တဲ့အခါမှာအဲတနင်္ဂနွေသားသမီးမိဆွေတို့မိမိအိမ်ကနေမထွက်မီမှာအဲအားလုံးကို32ဖုံမှာရှိတဲ့မိဆွေတွေအားလုံးမိမိရဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအလုံးနဲ့ပြောဆိုမဲ့သူကိုအားလုံးကိုမျက်နှာလေးရည်စူးပြီးတော့မေတ္တာလေးပို့သွားပြီးတော့မေတ္တာလေးပို့ပြီးတော့သွားပါရတဲ့ဒါဆိုရင်မိမိရဲ့ကိစ္စမှလည်းချောရှူပြီးတော့အောင်မြင်သွားမယ်ကာလအပတ်တာအပိုင်းရှာဖြစ်ပါတယ်ခင်ဗျအဲပတ်စံလေးပစ္စည်းထားတာလေးဆက်ပစ္စည်းရင်းနဲ့ပတ်သက်တာလေးအထားမှအဲ အထာမတက်တဲ့အတွက်တတိထားစီနေပြန်လိုအကြောင်းစီရကထက်လောက်မှာကြလို့ရတယ်ပူဝင်ဆရာလာပေးတာเนาะပစံဆိုအကောင်းကြီးဆိုတော့ကဲတနေ့လာတော့မိမိတ်ဆွေတွေဒီတပတ်တာတော့တွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယရနာစိန်ချောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီခမဆရာငယ်နောင်ဗီဒီမိချင်း0939 0939 4တက်လျှောက် WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်6635050 9မှာဖြစ်စီဆက်သွယ်မိမဲနိုင်ပါတယ်ဆရာ TikTok Messenger မှာဧည့်သည်လက်မခံတယ်လို့ဗီဒီလည်းမဟုတ်ပြပါဘူးကျေးဇူးတင်ပါတယ်နောက်တော့ 快马扁舟赶在后面。